ဆမ်မဲကဘာကျော်မန်ယူအသင်းကိုတလုံးတည်းသောဂိုးနဲ့အနိုင်ယူပြီးအာဆီယံဘောလုံးလောကအတွက်သမိုင်းဝင် မှတ်တိုင်ဆက်ထူပေးခဲ့တယ်။မမောင်လွင်ဟာတကယ်တကယ်တမ်းတော့မြမဘောလုံးသမိုင်းမှာအကောင်ဆုံးကစားသမားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မြမဘောလုံးသမိုင်းမှာလဟာဒူးလောက်ဘသူမှအောင်မြင်မှုမရခဲ့လို့ပါပဲ။ကျွန်တော်တို့69 Sport News ကစာရင်းပြုစုထားတဲ့ ကောင်းဆုံးမြမအားကစားစင်းရင်မှလဟာဒူဟာထိတ်ဆုံးနေရာကအပြတ်သက်ရှိနေခဲ့ပြီးသူ့ထက်ကောင်းတဲ့ကစားသမားလည်းအခုချိန်ထိမြမနိုင်ငံမှာမပေါ်လာသေးပါဘူးလဟာဒူဆိုတာမြမဘောင်လုံးသမိုင်းမှာအခုချိန်ထိပြန်ဘက်မရှိတော့အောင်ကိုကောင်းခဲ့တဲ့သူတယောက်အများစုကလည်းသူကအကောင်းဆုံးပဲလို့လက်ခံထားကြတဲ့ကစားသမားမျိုးဖြစ်ပြီး1958ခုနှစ်ကနေ1980ခုနှစ်ထိ အာရှအပဝင် အာဆီယံနဲ့အိုလံပစ်ပြိုင်ပွဲတွေအထိပါအဆင့်မမီဝင်ကစားနိုင်ခဲ့တဲ့မြန်မာအားကစားသမားဖြစ်ပြီးပြိုင်ဘက်ကစားသမားတွေကစလှမ်းရတဲ့အထိကောင်းလွန်ခဲ့တဲ့မြန်မာဘောလုံးသမားဖြစ်ခဲ့ပါတယ်။ဘလောက်ထိလဟာဒူးကိုလေးစားကြသလဲဆိုရင်ခြေစမ်းပွဲချစ်ချည်ရေးပွဲတွေကံမယ်ဆိုရင်လဟာဒူးကိုပအောင်ခေါ်ဖို့ပြောရတဲ့အထိပါပဲ။မြန်မာဘောလုံးအသင်းရဲ့ရွှေခစ်ကိုဦးဆောင်ခဲ့တဲ့လဟာဒူးဟာ1966ကနေ 1980ကြားမှာအာရှချန်ပီယံဆုစီဂိမ်းရွှေတံဆိပ်ဆုမာရီကာချန်ပီယံဆုပလားတွေကိုရယူခဲ့ပြီးဒီနေ့ဒီချိန်ထိလဟာဒူးလောက်ဘယ်သူမှရှေ့စွန်းမပြနိုင်ကြသေးပါဘူးဒါပေမဲ့နိုင်ငံကောင်ဆောင်ပြန်ပက်ကင်းတဲ့လဟာဒူးဟာတော်သားချစ်ကြည်ရေးပွဲစဉ်တစ်ခုမှာပေါ်လုံးကန်နေရင်ချော်လဲဖိထိုင်ကြကဥနဲ့မြေကြီးအရှိန်ပြင်းပြင်းရက်ခတ်မှုကြောင့်မျက်လုံးဆောင်သွားခဲ့ရပြီးသွားရှိတချောင်ကျိုးသွားတာ တည်ဆုံးသွားခဲ့ရပါတယ်။သူ့ရဲ့ဆုံးသက်ဟာရင်နာဖို့ကောင်းလွန်တဲ့အတွက်ဘယ်သူမှပြင်မပြောခဲ့ကြသလိုသူ့ရဲ့အကြောင်းဟာလည်းမထင်မရှားနဲ့ပြောက်ကွယ်သွားခဲ့ရပါတယ်။